ကျွန်တော် lab အကြောင်းကိုအကောင်းဆုံးသိနိုင်ဖို့အတွက် concept ၄ခုနဲ့လေ့လာကြည့်ကြအောင်ဒီ concept ၄ခုအကြောင်းတာလေကောင်းကောင်းသိသွားမယ်ဆိုရင်လေတကယ်အချစ်ဆိုတာဘာကြီးလဲဆိုတော့တေချာပေါက်နားလည်သွားပါလိမ့်မယ်အဲ့တော့ကြည့်ကြည့်အောင်ဗျာနံပါတ်၁ lab concept ကဘာလဲဆိုတော့ habitual behavior လို့ခေါ်ပါတယ်အဲ့တော့ habitual behavior ဆိုတာကျွန်တော်အချစ်ဆိုတဲ့အရာက လေ့ကျင့်ပြီးတော့လုပ်လို့ရတယ်ဆိုတာကိုပြောခြင်းဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီစကားလေးကိုကြားရင်လေနည်းနည်းလေးဦးကြောင်ကြောင်နိုင်နေဆိုပြီးတော့ခံစားမိកောင်ခံစားမိပါလိမ့်မယ်။သို့တော့ကျွန်တော်တို့တကယ်ကိုအချစ်ကိုလေ့လာရတဲ့အချိန်ကြာရင်လေ research တွေအရာရောကိုယ့်ရဲ့ idea တွေရောထည့်ပြီးတော့လေ့လာကြည့်ကြည့်အောင်။ဘာလဲဆိုတော့ကမ္ဘာမှာနာမည်ကြီးနေတဲ့ marriage therapist တယောက်ဖြစ်တဲ့ Susan Forward ဆိုတဲ့အမျိုးသမီးကပြောထားတာရှိပါတယ်။ Love is not a noun it's a verb လို့ခေါ်ပါတယ်။အချစ်ဆိုတဲ့အရာကတဲ့ခံစားနေရမယ်ခံစားချက်ကြီးပဲမဟုတ်ပါဘူးတဲ့။ action ယူရမယ့်အရာလှုပ်ဆောင်ချက်တွေလုပ်ရမယ့်အရာတခုဖြစ်ပါတယ်ဆိုတာကိုပြောထားခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကြည့်ကြည့်အောင်ဗျာအဲ့တော့တကယ်ချစ်တယ်ဆိုရင်လှုပ်ဆောင်ချက်တွေနဲ့ချစ်နေမှာပဲရပါလိမ့်မယ်ခံစားချက်ကြီးကိုပဲရှေ့တန်းတင်ပြီးတော့ချစ်တာဒီဒါဒီတကယ်အချစ်စစ်လို့ပြောလို့မရသေးပါဘူးအဲ့တော့ကျွန်တော် habitual behavior ဆိုတာလေးနဲ့ပြန်ချိတ်ကြည့်ကြည့်အောင် habitual behavior ဆိုတာကျွန်တော်နေ့စဉ်တနေ့တာမှာလှုပ်ဆောင်လှုပ်ဆောင်ပြီးတော့မှအချင်းတစ်ခုအနေနဲ့မွေးဖွားလာခြင်းကို habitual behavior လို့ခေါ်တယ် ်ထိုနီ၎င်းမဲ့အချစ်ကလည်းအဲ့လိုနေစဉ်လှုပ်ဆောင်ပြီးတဲ့အချိန်ကကြာရင်တကယ်ကိုခိုင်မြဲတဲ့အချစ်ဆိုတာက ပေါ်ပေါက်လာမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာမှားကြပါတယ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်အောင်ဘက်ကိုတကယ်ချစ်တဲ့အခါကျရင်လေနေ့စဉ်ချစ်ချောင်းကိုပြနေဖို့လိုအပ်ပါတယ်အဲ့တော့ဒါကတော့ concept number 1ဖြစ်ပါတယ် concept number 2ကတော့ love and less လို့ခေါ်ပါတယ်အဲ့တော့တော်တော်များများကချစ်ချင်းနဲ့တတ်မှတ်ချင်းဆိုတာကိုမကွဲကြပါဘူးအဲ့တော့ ဥပမာဖြင့်ပြကိုကလူတယောက်ကိုတွေ့တွေ့ချင်းမှာပဲ crash ဖြစ်မိတယ်တိလား love at first sight လို့ပဲပြောပြောမြင်မြင်ချင်းအချစ်လို့ပဲပြောပြောအဲ့ချိန်ကျရင်ကိုယ့်ရဲ့ရင်ခုန်မှုတွေဖြစ်တယ်သူနဲ့တာဆိုရင်ဆိုပြီးတော့စိတ်ကူးယဉ်မှုတွေဖြစ်တယ်သို့တော့စွတ်စွတ်ပြောလို့ပဲ action တွေဘာမှမယူပါသေးဘူးဒါတွေကျွန်တော်တို့ purely lust less လို့ခေါ်ပါတယ်အချစ်အဆင့်ကိုမရောက်သေးပါဘူးတကယ်ကိုမျက်မျက်နုံနုံနဲ့ချစ်လာတဲ့အချိန်ကြရင် LOV love ဆိုတဲ့အနေထားကြရင်ဘာကိုသိနိုင်မလဲဆိုတော့လေ love ဆိုတာလေ two way communication ဖြစ်ပါတယ်ကိုကပဲလေသူ့စီကနေပြီးတော့ရေလဲသွားပြီးတောင်းတနေလို့မရအောင်ဆိုတော့သူ့စီကဒါလေးရချင်တဲ့ဒါလေးဒလုံးနဲ့တင် love ကတကယ်ကိုပြည့်စုံမှာမဟုတ်ပါဘူးနံပါတ်3 concept ကတော့လေအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်တော်တော်များများလေးဒီ concept မှာသွားပြီးတော့ညှိနေတတ်ကြပါတယ်အဲ့တော့ဘာလဲဆိုတော့လေ့လာကြည့်ကြအောင် loving နဲ့ being love လို့ခေါ်ပါတယ်မြန်မာလိုကတော့ချစ်ချင်းနဲ့အချစ်ခံခြင်းဆိုတာကိုကွဲပြားအောင်သိဖို့လိုတယ်တဲ့ ဲ့ကျွန်တော်တို့လူတယောက်မှာဆိုရင်တကယ်ချစ်တက်လားမချစ်တက်လားဆိုတာသူ့ရဲ့ငယ်စဉ်ကပြုစုပျိုးထောင်မှုတွေပေါ်မှာမူတည်ပြီးတော့ကွဲပြားသွားတတ်ပါတယ်နံပါတ်၄ concept ကတော့အင်မတန်မှအရေးကြီးတဲ့ concept တစ်ခုဖြစ်ပါတယ်ဘာလဲဆိုတော့ပျော်ရွှင်ခြင်းနေငြိမ်းချမ်းမှုတွေကိုပျောက်ကွယ်အောင်လွှမ်းမိုးထားတဲ့အရာလေးတခုဖြစ်ပါတယ်လူတော်တော်များများလည်းလေအချစ်ဆိုတာကိုအခုပြောမယ့် concept ထဲမှာပိတ်လောင်မိနေပြီးတော့ တကယ်ကိုပျော်ရွှင်မှုတွေပျောက်ပြီးဘဝတွေဆုံးရှုံးတဲ့အနေအထားတိကိုဖြစ်တတ်ကြပါတယ်။ဘာလဲဆိုတော့ unconditional love လို့ခေါ်တယ်။တနည်းအားဖြင့်ပြောရရင်ဗျာအကျွင်းမဲ့ချစ်ခြင်းပေါ့။အကျွင်းမဲ့ချစ်ခြင်းလို့ပြောလိုက်ပြီဆိုတာ ਨੇ သူ့ဘာသူဘာကြီးပဲဖြစ်နေပါစေဘလို့အခြေအနေပဲဖြစ်နေပါစေသူဘာပဲလို့လို့ကိုယ့်ဘက်ကနေအပြည့်အဝချစ်ပေးနေခြင်းဆိုပြီးတော့တတော်များတဘောပေါက်မယ်လို့ယုံကြည်ပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ concept ၄ခုကိုခြုံငုံပြီးကြီးလိုက်မယ်ဆိုရင်တော့လေအချစ်အကြောင်းကိုလေ ကောင်းကောင်းသဘောပေါက်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။